လက်ဆန့်တက်တော့ပဲဟုတ်မယ်တိတုံညာလှစ်နှစ်ခွန်စစ်စင်ရေတတိယလိုင်းကိုကြောက်နေတာနော်မပူနဲ့ဥယင်မွန်ကအခုပြောထားကြပါပြီနော် TIO ကဝအပါဝင် MNDA TNN တို့နဲ့တွေ့ဆုံဆွေးနွေးနေတယ်ဥယင်ဥယင်မွန်လည်း sorry ဒေါက်တာဇော်ဝေစုကဒီနေ့ထပ်ပြောလိုက်တယ်2025မှာအတွင်ကူးပြောင်းရေးပုံစံဖြစ်ဖို့အတွက်ဒိုင်းနာခေါင်းဆောင်တွေအပါအဝင်ခေါင်းဆောင်အားလုံးနှီးပါးနဲ့ညှိနှိုင်းဆွေးနွေးထားပြီးဂျာတိတဲ့အတွက်မင်းတို့ကြောက်လေကြောက်เสียရကုန်နော် စပြောပါဘောကွာနော်စစ်ဖြစ်ရင်တော့လေဘယ်နိုင်ငံဖြစ်ဖြစ်နော်ပန်းနဲ့ပေါက်နေကြတာမဟုတ်ဂန်းနဲ့ပေါက်တာတင်ပါဘောကွာနော်ချစ်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာကိုစီပြောပြလာတဲ့တစင်းနှစ်ဆက်ကွန်စစ်စင်ရေးတတိယလိုင်းလာပါဘောအရန်ကြောက်နေတဲ့စစ်တပ် lobby တယောက်ရဲ့အကြောင်းလေးကျွန်တော်အတူတကွာကြည့်ကြည့်အောင်နော်ဘောမာရီဘောရတယ်တနေ့တစ်ချမ်းအနားဖို့တော်တော်ကောင်းတယ်ဗျသူတို့မှ PDF နဲ့ အယုံကြီးနဲ့တွေးခွဲလိုက်အယုံကြီးနဲ့တိုင်းနာအီယာဝက်စင်နဲ့တွေးခွဲလိုက် PTN နဲ့တိုင်းနာလက်နက်ကိုင်တွေတွေးခွဲလိုက်ပတ်ခွဲရတာသူတို့မှာဘောင်းဆိုတော့စီးလုံးဝါလို့တွေ့အခုလို့မသူတို့ဖြစ်သွားတာဘူးဘောင်းသူတို့အမြဲပြောသလိုဗမာလူမျိုးကြီးဝါဒဆိုတဲ့စကားလုံးနဲ့တသက်လုံးတွေးခွဲခဲ့တာအခုဒီနေ့ခေတ်ကျတော့တိုင်းနာနေတဲ့အားလုံးကနာမည်စီတွေပွင့်သွားပြီးပညာတတ်တဲ့လူတက်သွားပြီးနောက်ပြီးတော့ခေတ်အနေထိုင်ရဒီဖုန်းလိုင်းတွေဆိုရှယ်အင်တာနက်တွေကြောက်ဒီဆိုရှယ်မီဒီယာတွေကြောက် နော်ငကိုခစ်ကလူမျိုးဟိုဒီဘက်ရွာမှာလူကတ်မှုဖြစ်တာဟိုဘက်ရွာကိုတုံးရက်တော့မှတီးရတယ်ခစ်မဟုတ်တော့တဲ့အတွက်အရင်ခစ်ကသူတို့ပြောလို့ပေါ့တိုင်းသားတွေစာမတက်ဘူးဆိုတဲ့စကားတုံးလို့မရတော့အဲ့တော့တိုင်းသားတွေစာတက်သွားပြီစာတက်သွားတဲ့အတွက်အမားမှန်ခွဲခြားသွားတဲ့အတွက်သူတို့တွေးခွဲလို့မအောင်မြင်ဖြစ်နေမအောင်မြင်ဖြစ်လေကြိတ်ညံ့ရခဲမြရအောင်ခွဲလေနော်အဲ့တော့တနာဖို့ကောင်းတော့နော်အဲ့ဒီထဲမှာဘောမကြော်မျိုးမင်းပါလေတွေးခွဲလဲဆိုတော့ကျွန်တော်တို့ကြည့်ပါ ဟာဗမာတယောက်ကတချင်ပြည်နယ်မှာကောင်းကောင်းမွန်နေလို့ရတယ်မထင်နဲ့ဗမာတယောက်ကရှမ်းပြည်နယ်မကောင်းကောင်းနေလို့ရတယ်မထင်နဲ့ရှမ်းပြည်တော်ကိုကျွန်တော်ဒီဘက်ရှမ်းအတွင်းပိုင်းဗမာနဲ့နေတဲ့အတွင်းပိုင်းမဟုတ်ဟိုဘက်ရှမ်းတော်ဘက်ကိုဒီမှာကောင်းကောင်းဒီလိုမျိုးဝါနေတဲ့မှာဝါဒေသမှာဗမာတယောက်ကောင်းနေရတယ်မထင်နဲ့ရခိုင်ထဲမှာဗမာတယောက်ကောင်းကောင်းနေလို့ရတယ်မထင်နဲ့နော်တချင်ပြည်နယ်မှာဗမာတယောက်ကောင်းနေလို့ရတယ်မထင်နဲ့ဗမာလူလူအနေနဲ့နိုးကြောက်လို့လူဗမာတို့ကနိုးကြောက်လို့လူဖြစ်တယ်ဗမာလူလူအနေနဲ့နိုးကြောက်လို့မသိလို့ရှိရင်တိုင်းရင်းသားနဲ့ဗမာဆိုတာမတူတလို့ပဲနော် ဗမာနဲ့တိုင်းနာတစ်မျိုးပဲလေဗျာမဟုတ်ဘူးလားဒီနိုင်ငံမှာမြန်မာနိုင်ငံမြေပေါ်ကြီးမှာလူမျိုးစုတွေအများကြီးနေတယ်အဲ့ဒီလူမျိုးစုတွေကိုဘယ်လိုခေါ်လဲကာကြီးခေါ်ပြန်သင်ပေးရအောင်ကြာကြော်မျိုးမင်းဟုတ်တယ်မလားဒီလူမျိုးစုတွေကိုဘာလို့ခေါ်လဲတိုင်းနာလို့ခေါ်တယ်ဗမာရောအဲ့ဆိုလူမျိုးစုတစုမဟုတ်ဘူးလားဗမာနဲ့တိုင်းနာတစ်ခုပဲလေဟုတ်တယ်နော်ဗမာကတိုင်းနာနဲ့လည်းမတူဘူးလားမတိမြန်မာပြည်မှာအများအပြည့်နော်ဒါကျွန်တော်တို့ကအစပါငကုံလုံးဆိုတိုင်းနာလို့ပြောလိုက်ရင်ဗမာတွေကမဟုတ်ဘူးတိုင်းနာမဟုတ်ဘူးထင်တယ်ကိုယ်စိတ်ထဲမှာ ကျွန်တော်တို့ခံစားချက်မျိုးရှိတယ်လို့ရှိမှာဘာလို့ဆိုတော့တသလုံးစာတင်တာအဲ့လိုကရင်စုံငပွေးဟာတပုံလေးအပွေးလေးကိုလည်းငပွေးငပွေးဆိုဘာလဲတော့မသိဟမ်အော်အေးသူတို့ငပွေးဆိုကိုလည်းငပွေးပေါ့ဟုတ်လားတောင်းညာလူလေးဟာဒီကောင်လေးတော်တောင်းညာတာပဲဘာလို့တောင်းညာလဲမသိဘူးဟုတ်လားဟမ်အခုဒီနေ့ခေတ်ကြတော့အဲ့ဒီအတွေးတွေအမြင်တွေမြင်နိုင်ပြီးတော့တွေးကြနေတာအေးအဲ့ဒါပွင့်လင်းတာနဲ့ခေတ်ကြောက်သူတို့ဖိထားသူတို့မရတော့ဘူးဆိုလေဟာတက်တည်လေနော်အခုသူပြောရတဲ့ဘောက နော်ဗမာတွေနိုးကြားဖို့လိုပြီဆိုတော့ကရင်တွေကဗမာတွေသွားတိုက်နေလို့လားကချင်တွေကဗမာတွေသွားတိုက်နေလားဟဲ့ရခိုင်တွေကဗမာတွေကိုတိုက်နေလားအဲ့ကရင်ပြည်နယ်မှာတော့ဗမာတွေမရှိဘူးလေရခိုင်ပြည်နယ်မှာဗမာတွေမရှိဘူးလေကချင်ပြည်နယ်မှာဗမာတွေမရှိဘူးရှမ်းမှာဗမာတွေမရှိဘူးလေနော်အဲ့မှာရှိတဲ့ဗမာတွေနေနဲ့ဟဲ့ဗီဒီယိုဗန်လေးတွေ့ရင်တယောက်တစ်ခွန်းတော့ကြော်မျိုးမင်းကိုကောင်းချီးလေးပေးလိုက်ကြပါနော်သူပြောရနေလို့မရဘူးဆိုတော့ဒါပေမဲ့တချို့တလေနော်လူမျိုးစုတွေရင်ထဲမှာဗမာအမုန်းစိတ်တွေရှိတဲ့လူတွေရှိပါလိမ့်မယ် ဲ့ဒီလူတို့တို့ကျွန်တော်တို့အပြစ်မမြင်ဘူး။ဘာဖြစ်လို့လဲသူတို့ခံစားရတာကျွန်တော်တို့ပြီးလို့။ဘာကြောင့်လဲ။အခုတော့ကရင်ရွာအဘောနော်ဥပမာဟိုဘက်ဆိုရင်ရှမ်းလို့ပလောင်လို့ပအိုးလို့ပေါ့နော်။ပအိုးတွေဆိုရင်ကျွန်တော်တကယ်ချင်းတွေအများကြီးရှိတယ်။ကျွန်တော်တို့အေရဝတီတိုင်းပဲမြို့ဝကျွန်းပေါ်မှာလာပြီးတော့လူမဖြတ်သေးတဲ့အရွယ်ဆောင်ကြောင်းလာထားတယ်။အဲ့ဒီယောက်ျားလေးတွေစစ်ဘေးတံခံလို့ဒီကျွန်တော်တို့ဒီဘက်ကဖုံကြီးကျောင်းမှာဆိုရင်အပုံကြီးပအိုးကလေးလေးတွေ တော့ကျွန်တော်တကယ်ကြီးမောင်မုန်းလို့ဘာလို့ဆိုတာကျွန်တော်တို့အဆက်အသွယ်တော့မရှိတော့ဘူး။ဘာလို့ဆိုတော့ तू အခုမှအုတ်ကြီးဖြစ်နေကြတယ်။ကျွန်တော်ကိုဆယ်ထန်းအောင်လာတာမတူကျွန်တော်နဲ့အတူတူတက်တော့တက်လာခဲ့။ကိုထန်းအောင်လာဆယ်ထန်းအောင်လာ तू ပြောင်းသွား။ကိုလည်းကြာနှစ်ပေါင်းကြာပြီဆိုတော့မှတ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းညာတစ်ဆင့်ပို့ပို့နော်။မင်းဒီမှာကျွန်တော်တို့ဒီဘက်မှာလာပြီးတော့ကြောင်းကိုထန်းဆယ်ထန်းဆိုရင်အဲ့ရွာတွေဘက်မှာဒါကြည့်အုတ်ချုံမှုအဲ तू အခုကျွန်တော်တကယ်ချင်းအမှအုတ်ကြီးတွေရှိနေတယ်။အခုတော့လည်းဘယ်လိုဖြစ်ဟိုဘယ်ကလေးအိမ်နာတွေကြာသားရဲ့သမီးတွေဘယ်လိုဖြစ်ပေါ်ပြီးတော့မှာပေါ့နော်။ နာမည်ရောက်ရင်တော့သွားလဲခြင်းပါလေကိုကိုနဲ့ဟိုပခုံးဖက်ပြီးတော့နေခဲ့ရတဲ့တငယ်ချင်းတွေအပအို့တွေနော်ဒါကြောင့်မို့လို့ကျွန်တော်ကလူမျိုးပေါင်းစုံတယ်ကျွန်တော်ကဘာလူမျိုးလဲလာမမင်းတယ်ကျွန်တော်လူမျိုးတိုင်းရဲ့ကျွန်တော်လူမျိုးပဲဒါကျွန်တော်လူဆိုးနဲ့လူကောင်းပဲခွဲတယ်လူမျိုးတိုင်းရဲ့ပေါင်းမှုတွေနော်လူမျိုးတိုင်းရဲ့အစားအစာလည်းကျွန်တော်မကြိုက်တာမရှိဘူးနော်ဟိုပရှမ်းပြည်ဘက်ဆိုခေါပုတ်လို့ဟုတ်လားဘာလို့ညာလို့အဲတို့ဟူးလို့ဒီအောက်ဘက်ဆိုရခိုင်ဆိုရငပိကျဲလို့ဒီမုတ်ဒီလို့စတဲ့ပြေကရင်ဆိုတန်လဖို့ကျွန်တော်မကြိုက်တာမရှိဘူးအဲ့တော့ကျွန်တော်မှလူမျိုးမခွဲကြဘူးခါမှန်ကိုရီးယားစကားဆက်ပြောအောင် ဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကရင်ပြည်နယ်ပဲဥပမာနဲ့ကျွန်တော်ကရင်ပြည်နယ်ပဲမယ်နော်ဟိုဘက်ဆိုပလောင်ပို့ဖို့နော်အဲကချင်ပေါ့ရှမ်းပေါ့စတဲ့ဖြစ်ပေါ့ဒီဘက်ကရင်ပြည်နယ်ဆိုကရင်နေပေါ့မွန်နေပေါ့ကိုတောင်ရမှာကိုလုတ်ကန်စားတောက်နေတယ်တောင်ရမှာစိုက်ပြုတ်စစ်ကြောင်းထိုးတယ်အခုခေတ်လိုပဲစစ်ကြောင်းထိုးရင်ဘာလုပ်လဲတွေးတယ်ခွေးတွေးခွေးပြက်တက်သွားတယ်နွားတွေးနွားပြက်တက်သွားတယ်ကရင်မင်းမပြုတ်တွေးရင်တက်ပြီးတော့လုတ်သွားတယ်အခက်မသိရင်တက်ပါတက်သွားသေးတယ် ဖေကိုတိုက်ရင်တော့ရတယ်မအေးပါမတိုင်းထက်ကြည့်ရင်ကြည့်တယ်ရှိတဲ့မွေးထားတဲ့ကြက်ဝက်ပဲအကုန်လုံးလောက်ရတယ်အဲ့တော့ကရင်လူမျိုးတွေတွေ့တယ်ဒီကောင်လေးဘောင်းတယ်ဗမာစစ်တပ်ဗမာစစ်တပ်လေဟာဗမာတွေဝင်လာပြီဝင်လာရင်လည်းတကယ်ဒုက္ခပေးတယ်လေမဟုတ်ဘူးလားအဲ့တော့အခုခေတ်လိုပဲပေါ့ဒါပေမဲ့အဲ့ဒီခေတ်ကဆိုရှယ်မီဒီယာမရှိဘူးတရင်အချက်လက်မရှိဘူးသူတို့စိတ်ထဲမှာထင်တာဒီကရင်ယွာကကရင်လူမျိုးတွေအတွက်ထင်တာကဒီဗမာစစ်တပ်ကငါတို့ကရင်ယွာမှုလို့လာပြီးဒုက္ခပေးတယ်လို့ထင်တာဒါပေမဲ့ ဲ့ဒီဗမာစစ်တပ်ကဟိုဗမာတွေနေတဲ့အညာရွာမှာလည်းအဲ့တိုင်းပဲဒုက္ခပေးတယ်။အေယာဝတီတိုင်းဗမာတွေနေတဲ့နေရာမှာလည်းအဲ့ဒီတိုင်းပဲဒုက္ခပေးတယ်။တနိုင်ငံတော့အဲ့ဒီတိုင်းဒုက္ခပေးတာ။ဒါပေမဲ့အရင်ခေတ်ကအခုခေတ်လိုမျိုးဟိုဘက်ရွာမှာလူတက်မှုဖြစ်တော့ဒီဘက်ရွာတုံးရက်လောက်ကြာမှတိတယ်။လှဲနေပဲတော့ရတယ်ခေတ်လေး။မီးလုံးနဲ့တော့ရတယ်လေ။ဟုတ်တယ်မလား။ကျွန်တော်တို့ငငယ်ကတော့တောင်းတဲ့ကိုမီးနိုင်ွယ်ကြီးထည့်ပြီးဖားလိုက်ရကြတယ်ခေတ်။ဒါနောက်ဖက်ကလေးကိုသိမှာမဟုတ်ဘူးစာကျက်ရင်အိမ်ငှက်ရင်မိန်းကန်ကန်မှာမှိုင်းတက်ပြီးတော့ဟုတ်နော် ဖျောင်းနိုင်သူတို့တခဲညွန့်သားလေးလီးပြီးစောရအဲအဲ့လိုခစ်ဆိုတော့သူတို့ကိုလည်းကိုတော့အပြစ်မြင်လို့မရဘူးသူတို့မြင်မှာကဒီစစ်တပ်နှစ်ခုရှိတယ်သူတို့လူမျိုးစစ်တပ်ကရင်ဆိုရင်ပြင်စစ်တပ်ရှိမယ်ဟုတ်လားမလားပြီးလို့ရှိရင်ပမာစစ်တပ်ကိုသူတို့မြင်မှာတော့အာဏာရှင်စစ်တပ်ဆိုတော့သူတို့မထီးဘူးလေတော်လူတောင်ကယူသားတဲ့လူတွေဒါပမာတွေပဲဟာကြီးစစ်တပ်ထဲမှာဟုတ်တယ်မလားအဲ့တော့လာပြီးတော့ကပေးတယ်အခုခေတ်လို့ဘူးအခုလက်ရှိအညာမှာစစ်ကြောင်းထိုးတယ်ယူအောင်လို့ထွက်ပြေးရတယ် ဒါအဲ့ဒီအညာလူတွေလည်းတိုင်းရင်းသားလူမျိုးအခြားတယောက်ဆိုတယ်ဒါဗမာစစ်တပ်ဆိုတော့ရင်ခေတ်အခုအညာထွက်ပြေးနေတဲ့လူတွေဟာနော်ဗမာတွေမဟုတ်ပဲနဲ့အခြားတိုင်းရင်းသားလူမျိုးဖြစ်နေမယ်ဆိုရင်လေဗမာစစ်တပ်ငါတို့ရွာကိုစစ်ကြောင်းထိုးလို့ငါတို့ပြေးရတယ်ဆိုတော့အမြင်ပဲမြင်ပါမယ်သူတို့ဒါကအဲ့လိုအမြင်မြင်တဲ့လူကိုတွားပြီးတော့ကျွန်တော်အပြစ်တင်လို့မရဘူး။ဒါကြောင့်မလို့ဖြုတ်သူဒီအခုဒီထိုင်းမှာပူဆိုးလာဘူး။ထိုင်းမှာဆိုငကိုအခုခေတ်ကတိတ်မရှိတော့ပါဘူး။ငကိုခေတ်ဆိုရင်သူကလူမျိုးစုနဲ့လူမျိုးစုနေကြတယ်။ကရင်ဆိုကရင်နေအဲ့ကရင်နေရှိတဲ့အလုပ်ထဲကိုဗမာတယောက်သွားဝိုင်းဝိုင်းတင်ကြအောင်။သူပြောသလိုပဲဟုတ်တယ်။ ဒါပေမဲ့အခုဒီ Facebook တွေပေါ်လာတယ် TikTok တွေပေါ်လာတယ်အခုနောက်ပိုင်းဒီ online ခစ်တွေရောက်လာချိန်မှာလူငယ်တွေအားလုံးတိသွားကြတယ်။အတားကမဆိုင်ဘူးဗမာလူမျိုးကြီးဝါဒမဟုတ်ဘူး။ဗမာဒီချိန်ထိဗမာလူမျိုးကြီးဝါဒလို့ဩနေတဲ့ကောင်တွေကဂျန်လီပဲရှိတော့လူငယ်တွေကတိသွားပြီ။ဒါကအာနာရှင်လူမျိုးကြီးဝါဒ။အာနာရှင်ကဘာဖြစ်လဲ။လူမျိုးစုတွေအချင်းမတက်အောင်မှတ်ပုံတင်မှာတဲဟိုကမင်းကဗာလူမျိုး၊ကရင်မင်းကမော်၊မင်းကရက်ခိုင်လှုပ်ပေးထားတယ်။အဲ့ဒါကျွန်တော်ဖွေးရမှအရာမဟုတ် မင်းလည်းမြန်မာပြည်သားငါလည်းမြန်မာပြည်သားမြန်မာတမန်ကန်လုံးကိုမင်းလည်းပိုင်တယ်ငါလည်းပိုင်တယ်မင်းကရင်ဖြစ်လို့ကရင်ပြည်နယ်တစ်ခုလည်းမင်းပိုင်တာမဟုတ်ဘူးကိုကချင်ပူတာအုပ်ထီးတဲ့မင်းမှာပိုင်ဆိုင်ခွင့်ရှိတယ်မင်းလွတ်လပ်စွာသွားခွင့်ရှိတယ်မင်းလွတ်လပ်စွာစီးပွားရှာခွင့်ရှိတယ်အဲ့ဒါမင်းအခွင့်အရေးအဲ့လိုစိတ်ကိုယုံကြည်မှုမဖြစ်အောင်လို့မင်းရဲ့ဘာမှမင်းရဲ့မုံမင်းရဲ့ရက်ခိုင်ဆိုပြီးတော့မှတ်ပုံတင်ထဲမှာအခွင့်ရတာကျွန်တော်အမြဲပြောတဲ့စကားရှိပါတယ်တကယ်တကယ်လောက်ကမဲ့အလုပ်ကိုတော့စစ်အာဏာရှင်တွေကမလုပ်ခဲ့ဘူးမွန်စာတင်ဖမ်းတယ်ကရင်စာတင်ဖမ်းတယ် ခင်ဆက်ဆက်လောက်လာဘလောက်နာကြည့်အောင်စဉ်းစားကြည့်ဒါတွေကကျွန်တော်တို့ကတကယ်လောက်ရမှာလေခုနကပြောတော့မှတ်ပုံတင်ထဲမှာလူမျိုးပွဲကြတဲ့ဟာတွေကထက်စရာမလိုဘူးတကယ်လောက်ရမှာကအဲ့ဒီကရင်စားလို့မွန်စားလို့စတဲ့ဖြစ်ကျွန်တော်တိုင်းရင်းသား135မျိုးလုံးရဲ့ရင်ကျင်းမှုအမွေနှစ်တွေအတုံးဆောင်တွေပစ္စည်းတွေနော်ဟိုရှေ့ခေတ်အဖိုးဖွားတွေအခုဆိုမွန်ဆိုရင်ဟာလားမွန်အဖိုးဖွားတွေရဲ့အုံဆွဲခဲ့တဲ့နော်ရှင်းဟောင်းပစ္စည်းတွေစာပေတွေရင်ကျင်းမှုတွေဒါတွေကိုကျွန်တော်နေတိုင်းနေတိုင်းမှာပြတိုက်တွေတိစောက်ရင်ကျင်းမှုအမွေနှစ်ပြည့်ထိမ့်တိတ် ဒါတွေလောက်ကမှာဒါပေမဲ့မလုပ်ခဲ့ဘူးခနေ့ကပြောတွေးခွဲတက်ချုပ်မှုတာလုပ်ခဲ့။တော့အဲ့ဒီအတွက်ကျွန်တော်တို့ကဘာဖြစ်လာခဲ့လဲ။အနာရှင်တွေနဲ့နှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့တယ်။နော်အခုဒီအရာတော်သူတို့ကောင်းကောင်းသိတဲ့အတွက်ထပ်ပြီးတွေးခွဲနေတာ။နော်အဲ့တော့ဘာတွေတွေးခွဲလဲကျွန်တော်မျိုးမင်းစကားနဲ့ဆက်ကြည့်ပါဦး။ဒီကောင်တွေကတကယ်၍ဒီခုနှစ်ဖွဲ့ကတွေးဆုံပြီးတော့မတော်တဆများနောက်ထပ်စုပြီးအင်အားစုစည်းပြီးတော့ဖိုင်းတစ်ခုနဲ့ တက်ပြီးထပ်ပြီးတော့တိုက်ကြအောင်မယ်ဆိုရင်ဩတိုင်းသားတွေလည်းအများကြီးသိမယ်ဗမာတို့လည်းအများကြီးသိမယ်ပုံအောင်ပြောရရင်တော့ဒီနိုင်ဒီချစ်ဒီနိုင်ငံမှာနေထိုင်တဲ့တိုင်းသားညီကိုအားလုံးသိကြအောင်မယ်ဘာမှမကြည့်တဲ့ဘာမှမသိတဲ့အပြစ်မဲ့တဲ့ innocent people တွေဟိုသိဦးမှာလက်ဆက်တက်တော့ပဲဟုတ်မယ်တစ်တုံညာလှစ်နှစ်ခုစစ်စင်ရေးတတိယလိုင်းကိုကြောက်နေတာနော်မပူနဲ့ဥယျာဉ်မွန်ကအခုပြောထားကြပြီနော် KIO ကဝတ်အပါဝင် MNDA TNNA တို့နဲ့ ပြန်ဆုံဆွေးနွေးနေတယ်။ဥယျာဉ်ဥယျာဉ်မလဲ sorry ဒေါက်တာဇော်ဝေစုကဒီနေ့ထပ်ပြောလိုက်တယ်။2025မှာအတွင်ကူးပြောင်းရေးပုံစံဖြစ်ဖို့အတွက်ဒိုင်းနာခေါင်းဆောင်တွေအပါအဝင်ခေါင်းဆောင်အားလုံးနှီးပါးနဲ့ညှိနှိုင်းဆွေးနွေးထားပြီးဂျာတိတဲ့အတွက်မင်းတို့ကြောက်လဲကြောက်เสียရပါဘောနော်။စပြောပါဦးကွာနော်။စစ်ဖြစ်ရင်တော့လဲဘယ်နိုင်ငံဖြစ်ဖြစ်နော်ပန်းနဲ့ပေါက်နေကြတာမဟုတ်ဂန်းနဲ့ပေါက်တာတင်ပါဘောကွာနော်။ Innocent people တွေဟုံးသေးဦးမှာ။ အဲ့တော့အဲ့ဒီတည်ကြည်မှုမဖြစ်အောင်လို့ကျွန်တော်ဗမာတို့ကဥပြံပြန်ဥသိချဥဆောင်ရမယ်။ညီညီဥဆောင်ပြီးတော့ဒီပြန်ပြီးတော့ကြက်ကြက်နဲ့ပြန်စုစည်းမှရမယ်။အလောင်းအေးကြက်ကြက်နဲ့ပြန်စုစည်းတော့ဟုတ်တယ်။တက်တုံညာနှစ်ခုတတိယ line မဖြစ်လို့ဗမာတွေစုကြပြီးတော့နော်။တတိယ line တော့ညုံထားတယ်ဆိုပြန်ထားမှရမယ်။မဟုတ်ရင်ကျွန်တော်တို့ကြာရင်ဒုက္ခပဲ။အဲ့တော့ကျွန်တော်ဗမာတို့ကိုနားလေစေချင်တယ်။နောက် PDF ညီငယ်ညီမငယ်တွေနားလေစေချင်တယ်။ဘာလို့လဲဆိုတော့ဘူနဲ့တိလိုက်။နောက်ထပ်ကအဲ့မင်းပြောတဲ့ဗမာတို့တွေမဟုတ်ဘူး။ပြည်သူအားလုံးဒုက္ခလေ။နောက်ဆုံး အောင်ဝဲပိတ်မှုအတွက်ထပ်ပြီးတော့အုံတွန့်လာမှာမပုံနဲ့အဲ့ဒီကိုဂျင်းနေရောက်လာမယ်မင်းတို့အထုတ်ောက်တာနော်ဒီ ONI သူတို့ကိုသူတို့သာပြောနေကြရမယ်သူတို့တိတိချာချာခေါင်းအေးထိုင်းပြန်စင်းလာရင်ဒီအခေချင်းကြီးမှာလူသေးချေမှုအသေးအသက်ပေးလိုက်ရတာအများဆုံးသူတို့ပီရက်တွေပဲဒီအခေချင်းမှာအသက်ပေးလိုက်ရတာအများဆုံးပီရက်တွေပဲနော်အဲ့ဒါဆိုရင် PDF တွေကပထမနည်းနည်းလေးစုမှုထားတယ်စကန်တွေဖြူဟာကုန်းတွေအဲအခြေဆိုင်စကန်တွေဟိုဌာနချုပ်တွေ ုတ်တယ်နော်စစ်ဌာနချုပ်တွေပိုင်ဆိုင်ထားတယ်အဲ့တော့စစ်အာဏာသိမ်းထားတဲ့မင်းအောင်နိုင်စစ်တပ်ကလာတိုက်တဲ့အချိန်မှာ PDF တွေပေးလိုက်ကြတာသူပြောတာ PDF တွေအသေးဆုံးပဲဆိုလားရှုရမခိုင်ကြာသွားတော့စစ်ခွေးပြောက်သေးတယ်ရခိုင်ဟမ်စစ်ဌာနချုပ်ကြီးကြာသွားတာစစ်ခွေးပြောက်သေးတယ်အဲ့နှစ်ခုတင်စစ်ခွေးပြောက်သေးတယ်ဟမ်အခုတချင်းတီကီးမှာမနေ့ကပဲသိမ်းသွားတာမင်းတို့ခွေးပြောက်သေးတယ်တနိုင်ငံတော့တိန်းထားတဲ့စက္ကန်းပေါင်းဘယ်လောက်ဖြစ်သွားပြီဘျူဟာကုန်းပေါင်းဘယ်လောက်ဖြစ်သွားပြီမြို့ပေါင်းဘယ်လောက်ဖြစ်သွားပြီ အဲ့ဒါက PDF တွေကြီးကမင်းတို့ကတိန်းတာလားမင်းတို့ကြီးက PDF တွေကတိန်းတာလားဒုက္ခပဲဟမ်ကြောက်ပြန်လန့်ပြီးဘယ်လိုလုပ်ဖို့လဲကြောက်ဆဲတောင်ညိုးမင်းဟမ်ဘယ်မှာလာနေမင်းကမဟုတ်သေးဘူးလေဟာအတပေးလိုက်တာအများဆုံးကဘမာလေးပဲဒီပွဲမှာဒီပွဲမှာအတီးဆုံးကဘမာသူဖြစ်နေတာကဗျာခင်ဗျားတို့ကလည်းဝင်နေတဘောမပေါဘူးတို့ဘမာနဲ့ဒီတိုင်းနာလက်နဲ့ကိုင်းနဲ့ခွဲချင်တာရန်တိုက်ချင်တာဘာလို့ဘမာနဲ့တည်ရောမင်းတို့မချင်တော့ဘူးကဟုတ်လားမလားဟေးโอเคโอเคโอเคငါငါငါ baby ငါစိတ်ဆိုးခိုင်းနေတယ်ကွာတိလား အဲ့ဒီလိုမယ်။ဒီကောင်တွေဘယ်လိုလုပ်မလဲကျွန်တော်ဗမာတုကငိန်လို့မရတော့ဘူး။ဒါဗမာတုကိုပြောအောင်ဖြိုနေတာ။အာဟုတ်တာဗော။ဗမာတုကငိန်လို့မရတော့ရွှေထီးစောင်းပြီးတော့ငှက်ကြီးတောင်ဒါဆွဲဖို့အချိန်တန်နေနော်။တခင်မျိုးဟိတို့ဗမာ။ဗမာတုကိုပြောအောင်ဖြိုနေတာ။ဒီတိုင်းကြီးရဲ့65ရာရီလို့ထက်မနေတော့သူ60ရာရီလို့မနေတော့ဗမာတုကိုသူတို့ဖြိုချောက်ကိုကြိုးစားနေတာ။ဆိုတော့ဒီဗမာတုပြူရင်သူတို့အင်အားတူကြီးကကြီးလာပြီးတော့အတိုင်းပြည်ကိုသူတို့လိုချင်တာသို့သူလို့သူလို့လုပ်တယ်အဲ့တော့ဗမာတုလို့ပြူရင်ဗမာတုကဗမာလူလူကဘယ်နဲ့သွားနေလဲ သူတို့ကသူတို့ရဲ့အတွဲပြဿနာကိုဒီဗမာလူလူကဘာသွားဆိုမိမိလက်ွက်ရှိတယ်မလားအမှဗမာလေးစဉ်းနေလိမ့်မယ်နော်စဉ်းပြရပါလေမိမိလက်ွက်ကြီးတယ်ဟာကြီးဗမာသူ့ကိုတဲပြီးရန်ရှာလိုက်တာနဲ့အတွဲပြဿနာအပြင်းပြဿနာတွေကဒီပြဿနာဖြစ်တဲ့ပုံရံသူလို့ခေါင်းစဉ်ရင်ဗမာသူ့ကိုပုံရံသူလို့ခေါင်းစဉ်ကြပြီးတော့ဖြည့်ရှင်းဖို့ကြိုးစားရင်အဲ့ဒါဖြည့်ရှင်းမယ်သူတို့ချင်းချင်းဖြစ်နေတဲ့ကိစ္စပြေလေတော့ သူတို့ရှင်းရှင်းပြောသူတို့ပြဿနာတစ်ခုဖြစ်တာရင်သူတို့ချင်းချားမှာ TNL နဲ့ KI ချားမှာညှိရတယ်เนาะ TNL နဲ့ SSTV ညှိမယ် TNL နဲ့ဟိုပါလဲ MND ညှိမယ် SSTV နဲ့ MND ညှိမယ် SSTV နဲ့ KI ညှိမယ် KI နဲ့ MND ညှိမယ်စသဖြင့်အဲ့လိုညှိနေတဲ့ပတ်လည်ရပြီးညှိနေတဲ့ဇာတ်လမ်းတွေကအဲ့ဇာတ်လမ်းတွေကပွင့်လို့ပြောရတယ်ဗမာဒုကြီးကိုပုံရံသူတို့တတ်မှတ်လိုက်တာ ਨੇ သွားတော့အဲ့ဒီအဲ့ဒီဖြစ်နေတဲ့ပြဿနာတည်ရဲသွားပြီးတော့ဗမာဒုကပုံရံသူတို့ပေါက်ပြီးတိုက်ကြတယ်ဘာမှမဆိုင်တဲ့ကိစ္စကြီးကိုဘယ်လိုလဲလို့ ဟမ်ဗမာသူကြီးဘုံရံသူဖြစ်ကောင်အဲ့ဒီကချင်တွေရောကရင်တွေရောပလောင်တွေရောပအိုးတွေရောစတဲ့ဖြစ်တယ်ဗမာသူကြီးလိုက်ဒါနလိုက်ခုတ်မလို့လားဟမ်မင်းတို့စစ်ခွေးယူနေဖောင်မဝင်နဲ့လေစစ်ခွေးယူနေဖောင်ဝင်လို့ရှိရင်ကချင်ဒီဘက်က KIA စစ်နော်ဒီဘက်မှာလည်းကချင်ပဲဒါပေမဲ့သူကစစ်ခွေးယူနေဖောင်ဝင်ထားတယ်အဲ့ဒါဒီကချင်ကအဲ့ကချင်ပြန်ချမှာလူမျိုးချင်းတူးနေတော့မင်းတို့စစ်ခွေးယူနေဖောင်ဝင်ပြန်ချမှာငါတို့ကစကားဖောက်သားမဟုတ်လားမေးကြည့်ပြည်သူတွေရှိမှာနော်လူမျိုးခွဲခြားနေတာမဟုတ်ဘူး မင်းတို့စစ်ခွေးနဲ့ပြည်သူဘက်တော်သားနဲ့ခွဲကြတဲ့ခက်ရောက်နေပြီနော် brain ကိုနည်းနည်း update နဲ့တင်လိုက်အောင်သိလားသိလားဥမာ play store မှာ net download ဆွဲပြီးတော့လေမင်းကောင်းအောင်နည်းနည်း update နဲ့ပြင်လိုက်အောင်သိလား so US AKIA သူကမှာ TNL MND AA SSPB NDA NDA ဆိုမိုင်းလားမိုင်းလားဥဆိုင်လဲလို့ဥတော့ဥဆိုင်လဲအသားပေါ့ဗျာနော်သူတို့9ဖွဲ့ကပေါင်းအောင်ပဲအဲ့တော့ဒီ9ဖွဲ့က27နိုင်ငံရဲ့ခင်ချင်းစပြီးတော့တနစ်ကြတဲ့အချိန်မှာဒီ9ဖွဲ့ကအစည်းအဝေးလုပ်တယ် 2020နှစ်မှာဇီဝရခါလုပ်တယ်။အဲ့ခေါင်းကတွေးတယ်။တွေးလဲပြီးတော့2023လဲရောက်တော့အဲ့ဒီ30 20စစ်စီကိုအကောင့်လဲပေါ်တယ်။တစ်နှစ်လုံးလုံးသူတို့ပတ်စံစုတယ်။လက်နက်ခင်းရစုတယ်။ပြီးတော့သူတို့အချင်းချင်းတိုင်ပင်မှုတွေတိုင်ပင်ပြီးစုလူတိတ်စုတယ်။ပြီးရင်သူတို့အချင်းချင်းဤပညာကိုရအောင်အချင်းချင်းဖလှယ်တယ်။ပြီးရပြီးတော့2023 2023 30 20စစ်စီကိုစတယ်။တေးကမီးသိမ်းပြမှုကိုစောင့်မီးသိမ်းလည်းပြအောင်အုပ်ဝန်တိုက်ကျွန်တော်အဲ့လိုတစ်ခါလည်းပြောရတယ်အဲ့လိုအဲ့တော့အခုပြီးလည်းပြီးတော့ပြီးသွားပြီအဲ့ဒီကိစ္စ30%ဆက်စည်ရင်ပထမ ော်အဲ့ဆိုပထမတစ်ယောက်ကမီးမီးစိမ့်ပါနော်ဖကေရောဟာဟာနေမီးစိမ့်ပါနော်အခုပြီးလို့ရှိရင်မီးနီပြန်ထားတော့ဘူးအဲ့လိုလားဩဒါသာဒါဆိုရင်တရုတ်နဲ့အဲ့နေဆက်မှာမီးပွက်ရှိတာပေါ့အဲ့လိုလားအေးငါမရဘူးလို့မေးကြည့်ရပါဘာပြောလိုက်လဲပြီးသွားရင်အခုအခုထပ်ပြီးတော့တခါခုနှစ်ပွက်ထပ်တွေ့ရင်ဘာလို့တွေ့ရတာဖြစ်နိုင်လဲဆိုမီးကျွန်တော်မီးမီးမဲ့လင်းကိုဂျုံမတွေ့တာနော်တားကြောက်နေတာဟာလားမပူနဲ့လာမယ်မပူနဲ့တားကြီးမကြောက်နဲ့အဲ့ဒီတွေ့ဆုံမှုကိုစိတ်ထဲမှာတန်လျက်ရှိတယ်တန်လျက်ကြီးတယ် ။ဘာတညာဆိုအကဲရဲ့သူတို့တွေ့ဆုံမှုကညီငယ်ပိစ်ပေါ့နော်စစ်ဖာလို့ပြီးတော့ဒီပိစ်တော့ပေါ့နော်ဟိုညီငယ်ရဲ့စကားဝိုင်းပေါ့တက်လာဘူးပြီးတော့တကယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတိစောက်ဖို့တက်မလို့နဲ့နာငါလာအချိန်နဲ့ဆွေးနွေးပြီးတော့အပြည့်ရပြီးအချိန်နဲ့ဆွေးနွေးပြီးတော့တကယ်ကိုကောင်းမွန်တဲ့ဖက်ဒရယ်တိစောက်ဖို့ကြိုးစားတာဆိုရင်တော့ကျွန်တော်ဝယ်ကမ်းမင်းမုံ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 တခါပြောလိုက်မယ်တခါနဲ့အစီပြောလိုက်မယ်ဘာဖြစ်လို့လဲအဲ့အဖွဲ့အားပြောတယ်ငါတို့အဲ့လိုမျိုးဖက်ဒရယ်ရမလားလို့နော်မင်းတို့စစ်ခွေးခေါင်းဆောင်နေနဲ့ တွေ့ဆုံဆွေးနွေးလုပ်ခဲ့တဲ့အကြိမ်ကြီးပေါင်းပါတဲ့ငါတို့အဖေကြီးလက်ထက်တည်းဟာတဲ့နော်အခုငါတို့လက်ထက်ထဲတယ်ငါတို့လက်ထက်မှာတော့မှလက်ချိုးရည်လို့မမှတ်မိတော့ဘူးတဲ့နော်ပုံမှန်စကားပြောပြီးအောက်မှပြန်ပြစ်နေတယ်တဲ့အဲ့တော့တသက်လုံးဆွေးနွေးလာတဲ့တွေ့ဆုံဆွေးနွေးရေးမကုံနိုင်တဲ့တွေ့ဆုံဆွေးနွေးဖြစ်တဲ့အတွက်ဒီတစ်ခါဖက်ဒရယ်အတွက်တွေ့ဆုံဆွေးနွေးရေးဒီမင်းတို့စစ်ပွေးတွေမပါပါဘူးတဲ့နော်တော်လှန်ရေးအင်အားစုအချင်းချင်းပဲငါတို့ဖက်ဒရယ်ကိုဘယ်လိုတွားကြမလဲဟိတ်ခွေးတွေကိုဘယ်လိုမျိုးဖြုတ်မလဲအဲ့အဲ့တလိုပဲတွေ့ဆုံဆွေးနွေးမှာတခါတည်းပြောရတယ်တိတိငါပြောပြလိုက်မယ်ကြာလို့မှမစုံနော်ဘုံဘုံပဲနဲ့ ဆွေးနွေးသလိုဟန်ပြပြီးတော့စစ်တပ်ကိုထပ်ပြီးတော့ချိနဲ့အားနဲ့အောင်ထပ်တိုက်အောင်မယ်ထပ်ချအောင်လို့ဆိုရင်တော့ဒါဟာရှင်းရှင်းပြောရရင်တော့ဒီတိချီကတော့ခုမှလည်းပြောတော့ကျွန်တော်တိုင်းပြည်လုံးနော်ဗမာတုကိုဗမာတုကိုအခြေပြီးတိုင်းပြည်လုံးကတော့နည်းနည်းတော့ခုတူပြောတဲ့စကားဘာဆိုင်လဲအခုတူပြောတာဒီအဖွဲ့တွေကစုပြီးစစ်တပ်ကိုအင်အားနဲ့အောင်ထပ်ချအောင်မယ်ဆိုဗမာတုဆိုတော့မတိစစ်တပ်ကဗမာတုကိုကာကွယ်ပေးတယ်ဆိုအညာမာလည်းကြောင်ကျော်မျိုးမင်းအညာမာမင်းတို့မီးရှို့တာကုန်းနေပြီအဲဗမာတွေကြီးပဲလေ မအိမ်ဘောက်တော့ပဲကြံနေခဲ့တယ်အကုန်နေပြီးရွာလုံးပြို့ရွာလုံးပြို့ရှို့လာဘုံနဲ့ကျဲလိုက်မီးနဲ့ရှို့လိုက်အဲ့ဒါဗမာတွေမဟုတ်ဘူးလားမတိစစ်တပ်ကပဲဗမာကိုကိုစားပြုသလိုလိုအမှန်ပဲဟာခရိုင်ဒုက္ခပါပဲလှုပ်ရှားရဖို့လူလူကြိုးလိုက်လို့နေတယ်နော်ဒီကောင်တွေဘယ်လိုလုပ်မလဲကျွန်တော်ဗမာတူကငင်းလို့မရတော့ဘူးဒါဗမာတူကိုပြောအောင်ဖြိုးနေတာဗမာတူကိုပြောအောင်ဖြိုးနေတာဗမာတူဒီတိုင်းပြည်ရဲ့65ရာရီလို့တက်မနေတော့သူ60ရာရီလို့တက်မနေတော့ဗမာတူကိုသူတို့ဖြိုးချောက်ကိုကြိုးစားနေတာဆိုတော့ဒီဗမာတူပြူရင် တို့အင်အားသူကြီးကကြီးလာပြီးတော့အတိုင်းပြည်ကိုတို့လိုချင်တာလို့ဆိုလို့လို့ဆိုလို့လို့အဲ့တော့ဗမာတို့လို့ပြောရင်ဗမာတို့ကဗမာလူတို့ကဘယ်နဲ့သွားနေမလဲခင်ဗျားဗမာတယောက်ကကချင်ပြည်နယ်ထဲမှာကောင်းကောင်းမနေလို့ရတယ်မထင်နဲ့ဗမာတယောက်ကရှမ်းပြည်နယ်မှာကောင်းကောင်းနေလို့ရတယ်မထင်နဲ့ရှမ်းပြည်နယ်သားကိုကျွန်တော်ဒီဘက်ရှမ်းအတွင်းပိုင်းဗမာနဲ့နီးတဲ့အတွင်းပိုင်းမဟုတ်ဘူးဟိုဘက်ရှမ်းမြို့တော်ဘက်ကိုနေမှာကောင်းကောင်းဒီလိုမျိုးဝါနေတယ်မှာဝါဒေသမှာဗမာတယောက်ကောင်းနေရတယ်မထင်နဲ့ရခိုင်ထဲမှာဗမာတယောက်ကောင်းကောင်းနေလို့ရတယ်မထင်နဲ့နော်ကချင်ပြည်နယ်ထဲမှာဗမာတယောက်ကောင်းကောင်းနေလို့ရတယ်မထင်နဲ့နော်ရှင်းရှင်းပြောရရင်တော့ ဲ့တော့ဒါတွေကိုပြောခြင်းအပြင်ဖြည်းဖြည်းပြောရင်ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကကျွန်တော်တို့ဒီဗမာဓုကိုပြူအောင်လို့တမင်ကိုရွေးချက်ရှိဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကလုပ်နေတာအဲ့တော့ဗမာဓုနဲ့ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့ဂျာဖြစ်နေတဲ့ဟိုဗမာဓုကိုဖြိုခြင်းနဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့ရီမန် ဟုတ်ဗမာဓုဗမာဓုလေကွာငါနားထောင်မောလိုက်ကြော်ကြော်မျိုးမေးနေမင်းစားဘလို့ဗမာဓုလေလို့ဘယ်နေရဗမာကိုထုတာလဲဟမ်ဗမာထုလားဟမ်ဗမာထုလားဗမာဓုလားဟမ်မင်းဗမာမထုပြလိုက်မသိလားနော်အဲ့အညာဗမာလေမင်းထုပြလိုက်မသိလားနော်ငါပြောရင်မကောင်းဘူးကြည့်ဒါအဲ့ဒါတိုက်ချတိုင်းသားခေါင်းဆောင်တွေလက်နက်ကင်တွေအောက်ကတိုက်တကယ်တိုင်းသားစစ်စစ်တွေနဲ့ဘာမှမဆိုင်ဥပမာဗျာ KIA ရကချင်ပြည်နယ်လူလူတခုလို့ကိုးစားမပြဘူးဝါကလည်းဝါလူမျိုးတခုလို့ကိုးစားမပြဘူး တို့တော့ဝါတော့အင်အားကောင်းတဲ့အတွက်သူ့လူတွေကလုံးကသူကအကုန်မုံဝင်မင်းရဲ့စိတ်ထက်ထဲ့တော့ဘုံရှုပ်ကုန်တော့ဗျာဝါတော့โอเคကိုကန်လည်းသူ့ကိုကန်ကလုံးကိုသားမပြူပလောင်ကလည်းသူ့ပလောင်ကလုံးပလောင်တက်ကလည်းပလောင် PND နဲ့လည်းသူ့တက်ကတစ်ခုလုံးသူ့ပလောင်ကလုံးကိုလားကိုသားမပြူအေးရလည်းရဟန်းဒီနဲ့တစ်ခုလုံးကိုသားမပြူရဟန်းပြူသားလုံးအေးရနော်အဲ့တော့အဲ့လိုပဲသူတို့ကိုသားမပြူတင်းကြီးကဤရတယ်မုံလောင်ဦးကကြီးစွာနံမင်းတို့ကပဲပြောအားရှိသေးတယ်ဟမ် ရခိုင်ရရခိုင်လူမျိုးတခုကိုစားမပြုပလောင်ကပလောင်မျိုးတခုကိုစားမပြုဆိုတော့မင်းတို့အဲ့ဆိုရင်အဲ့ဒီအဖွဲတွေကိုပြည်သူတရားလုံးတို့လူမျိုးတခုလုံးကိုစားမပြုပြောမယ်ဆိုမင်းတို့စစ်တပ်ကိုလားဟမ်အရှိမ0 0 point ခံပြီးတော့အနောက်ကတက်ကမှမရှိလိမ့်မယ်မင်းတို့စစ်တပ်ကိုကိုစားပြုလို့ဘာလို့ဆိုတော့မင်းတို့စစ်သားနဲ့စစ်တပ်ထဲမှာရှိတဲ့စစ်သားတွေတောင်မှမင်းတို့စစ်တပ်ကိုကိုစားမပြုတဲ့စစ်သားအများကြီးတယ်။နော်ဒီပွဲမှာတိတ်မနိုင်ခဲမရနဲ့ငြိမ်းနေရတဲ့စစ်သားတွေအဲ့စစ်တပ်ထဲမှာအများကြီးတယ်။မင်းတို့စစ်ပွဲတွေကိုလှန်လို့မရဘူး နော်စစ်တပ်ထဲမှာစစ်ခွေးနဲ့စစ်သားနှမျိုးရှိတယ်အဲ့ဒီစစ်သားကောင်းတွေအများကြီးရှိတယ်အဖက်ဖက်ကြောင့်မိသားစုအရေးနော်အဲ့ဒါတွေကြောင့်တိလာအဲ့တော့တူများမျက်စိလေးမပြောနဲ့နော်တူများတွေကရက်ခိုင်ဒီမှာဆိုရက်ခိုင်ဒီတော့ညီတာအေးအေးဒီလိုဖြစ်လာဖို့အတွက်အေးအေးကိုကိုစားပြုလို့ရက်ခိုင်ပြည်သူတွေကိုစားပြုလို့အေးအေးဒီလိုဖြစ်လာတာလေအဲ့ဒီပြည်သူတွေကိုစားမပြုအဲ့ဒီအဖွဲ့တွေဒီလိုဖြစ်မလာဘူးဟမ်မင်းအောင်တော့ကိုမမ်မိုရီအဖေလောက်လိုက်အောင်လို့ပြောတာငါပြောတာကပြုကြ သူတို့ကရှင်းရှင်းပြောရင်တော့သူတို့ကိုကျိုးစီမတော့လက်နဲ့ကင်ပြီးတော့ကိုကျိုးစီမရှာကြတဲ့လူတွေသားလည်းဖြစ်တယ်ကျွန်တော်မြင်ရတယ်ကျွန်တော်အဲ့တိုင်းပဲယုံကြည်တယ်ကျွန်တော်ဘဝနဲ့ရှင်ပြီးယုံကြည်အဲ့တိုင်းပဲရှင်းရှင်းပြောရင် KIA ကသူ့ကိုကျိုးစီမတော့လက်နဲ့ကင်တာဒါကကချင်ပြည်သူလူတွေလည်းမဟုတ်ဘူးကျွန်တော်အဲ့တိုင်းရအောင်ပြည်ကြီးကချင်ပြည်သူလူတွေကိုနားလည်ပါရထားတာလူတွေကြားရတာရှင်းရှင်းလေးပဲအဲ့လိုပဲ KIA နဲ့အလားတူပဲ MNDA နဲ့အလားတူပဲ TNN နဲ့အလားတူပဲ UDS နဲ့အလားတူပဲနော် A နဲ့အလားတူပဲကျွန်တော်အဲ့တိုင်းပဲဒီတိုင်းမြန်မာမျိုးစစ်တပ်ကိုကောင်းတယ်အလားတူပဲနော်ဒီတိုင်းမြန်မာမျိုးစစ်တပ်ကိုကောင်းတယ်အဲ့လိုဖြစ်နေတာလား လေပြောပြလိုက်ပြောပြလိုက်ကြပြောပြလိုက်ကြညီမ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 ဟုတ်လားဂျုံမျိုးပြတဲ့ဝင်ပြောပြလိုက်ပါဗျာဟုတ်တယ်ဒီတိုင်းဒီမှာမြန်မာပြည်သူကိုသာပြုတာအဲလက်ရှိဘဖိုင်ကြီးမင်းအောင်နိုင်ဦးဆောင်တဲ့စစ်တပ်ပါအဲတိုင်းပြည်အတွက်ကောင်းလာတဲ့ဘဖိုင်ကြီးမင်းအောင်နိုင်ဦးဆောင်တဲ့စစ်တပ်ပါကျင်းထက်ဝိုင်းလားအေးအေးကျင်းထက်ဝိုင်းစက်ပြစက်ပြနောက်ဟိုမိုင်းလာတဲ့အဲ့ဒီတိုင်းပဲဒီလိုပဲကျွန်တော်ယူကြည်ထားတယ်အဲ့ဒီတော့ပွင့်လို့ပြောရရင်တော့အဲ့လိုယူကြည်ချက်ကြောင့်ထပ်ပြောချင်တာကဗမာလူလူအနေနဲ့နှိုးကြပါဘူးကွာ မာထုတ်ပြန်ပြီဒီကောင်လေးကတကယ်၍ဒီခုနှစ်ခွဲကတွေးဆုံပြီးတော့မတော်တဆများထုတ်လို့ရှိရင်နှုတ်ခါတယ်စုပြီးအင်အားစုစည်းပြီးတော့ပိုင်းတစ်ခုနဲ့တက်ပြီးထပ်ပြီးတော့တိုက်ကြအောင်မယ်ဆိုရင်တိုင်းသားတွေလည်းအများကြီးသိမယ်ဗမာထုတ်လည်းအများကြီးသိမယ်ထုတ်ရင်ပြောရရင်တော့ဗမာထုတ်ဒီနိုင်ဒီချစ်ဒီနိုင်ကမှနေတိုင်းနဲ့တိုင်းသားညီကိုအားလုံးသိကြအောင်မယ်ဘာမှမကြည့်တဲ့ဘာမှမသိတဲ့အပြစ်မဲ့တဲ့ innocent people တွေဟိုသိဦးမှာ innocent people တွေဟိုသိဦးမှာ အဲ့တော့အဲ့ဒီတည်ကြည်မှုမဖြစ်အောင်လို့ကျွန်တော်ဗမာတို့ကဥပဒေပြန်ဥပဒေချောင်းဆောင်ပါမယ်။ညီရဲဥဆောင်ပြီးတော့ဒီပြန်ပြီးတော့ကြက်ကြက်နဲ့ပြန်စုစည်းมาရမယ်။အလောင်းကြီးပြန်လုံးယုံထားတယ်ဆိုပြန်ထားมาရမယ်။ဟာလောင်းကြီးကျွန်တော်ကြာရင်တော့ပါဦးမယ်။ဒါလေးကိုကျွန်တော်တို့ပြည်သူတို့သိစေချင်တယ်။ကျွန်တော်ဒီဖွဲ့ခုနှစ်ဖွဲ့ရဲ့ဒီလူစုံကိုကျွန်တော်တိတ်တန်တဲ့ရများတယ်။တန်တဲ့ရကြီးတယ်။ကျွန်တော်ကျွန်တော်တို့တက်ကန်တော့ပြောချင်စိတ်တော့မရှိတော့ဘူး။အကောင်းပြဖြစ်နေတဲ့ပုံကိုကြည့်။သူ့ရုပ်နဲ့သူ့ပုံနဲ့သူပြောနေတဲ့စကားနဲ့။နော်အဲ့တော့ ကျွန်တော်တို့နိုင်ရဲ့အဲ့ဒါပဲဗျာခင်ဗျားတို့တွေကဒီနေ့တွေဒီအချင်းချင်းဖဲ့နေတဲ့လူတွေကျွန်တော်ပြောချင်တာဒုတော်နိုင်ရဲ့နိုင်နေတယ်လေဘာလို့အချင်းချင်းဖဲ့ကြဘူးကြည်လေဖြစ်နေတာဟုတ်တယ်မလားအခုကြည်တတိယနိုင်တိတုံညာနှစ်ခုစစ်စစ်ရေးတတိယနိုင်လာမအောင်ပေမလောက်ကြောင်းနေကြပြီသူတို့တိတယ်ဒီတတိယနိုင်ဒီအာနာရှင်အပြုတ်ဆိုတာသူတို့တိတယ်နောက်ဆုံးလှိုင်းနောက်ကျွန်တော်တို့အော်နေတဲ့ဒီလေးဆိုတာအဲ့တိတုံညာနှစ်ခုတတိယနိုင်ဖြစ်လိမ့်မယ်နော်အဲ့ဒီဟာသူတို့လည်းကောင်းကောင်းတိတယ် ဒါကြောင့်မလို့အခုဆိုရင်ဘောမတွေအကုန်ပြာရောင်ခတ်ပြီးတော့နယ်တွေစင်းတဲ့ကောင်နဲ့ရှောက်အောင်ငါတို့ဘယ်နေရာရောက်နေတယ်ဗမာငါတို့ကလုံကြုံရေးဆုံးဆက်တဲ့ဖြစ်ဘယံပလာတွေအကုန်လုံးဖြစ်အောင်ကြတယ်အကုန်မဲ့တဲ့တောင်းတို့အကုန်လုံးအကုန်လုံးပွားထွက်သူတို့အချင်းချင်းတောက်ကြိုင်ခန့်ညှိလို့ညှိအေးအဲ့ဒါပဲနော်အဲ့တော့အခုဒီလိုမျိုးပြောပါကြည့်တော့ဗမာထုနေတာတော့တကယ်ချိန်လုံးဗမာထုနေတာဟမ်တွေးခွဲတွေးခွဲတာအဲ့တော့နော် ဒီဗီဒီယိုလေးကိုကြည့်တဲ့အဲ့ဒီဟိုရခိုင်မှာရှိတဲ့ဗမာတွေမွန်မှာရှိတဲ့ဗမာတွေပြည်မှာရှိတဲ့ဗမာတွေစတဲ့ဖြစ်နော်နော်ဒီပြည်နယ်တွေမှာရှိတဲ့ဗမာတွေအနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုတွေ့လို့ရှိရင်တစ်ချက်တော့ကြော်မျိုးမင်းတို့ကလည်းနည်းနည်းဝိုင်းထုပေးလိုက်ကြပါလို့နော်ကျွန်တော်အများကြီးမပြောလို့ပါဘူးနော်ဗီဒီယိုလေးရှင်းနေမှာဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်စောင့်မျှော်ကြည့်ကြည့်အားပေးတဲ့လူတွေအားလုံးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ကိုစီပြောသွားတဲ့အားလေးတကယ်ပဲကောင်းတယ်ပေါ့နော်ဆိုတော့ လူမျိုးတွေနဲ့ရှုပ်နေတာပဲဆိုရင်ဒီတော်လည်ရေးကိုပြီးတိုင်းကျွန်တော်လုံနိုင်တယ်ဆိုရင်ပိုကောင်းမယ်ပိုပြုံးမြန်မြန်နဲ့ဒီတတိယ line ကိုကျွန်တော်လုံနိုင်မှာဖြစ်တယ်ဂျေဇုတင်တဲ့နာစင်ပေးတဲ့ပြည့်တဲ့အားလုံးကိုဂျေဇုတင်ပါတယ်